သန်းတဲ့ဘာသာပြန်ဆိုရတော့လေယူးတုံတုံဒုတိယတွင် အပိုင်း30အခန်း34နောက်တစ်နေ့နဲ့နဲ့တွင် နေအောင်ဝင်းနေသည် လေကခက်ကြမ်းကြမ်းတိုက်သည်ဖြင့်ပရင်းမောင်မှန်တကားများသည်တစ်ချက်ချက်မြည်နေသည်မင်းညရွာသည်မူဆဲသောသည်ဖြင့်စကားလက်ဝမ်းသာသည်မင်းညမူတဲနေစဉ်ကစကားလက်အိတ်မပြောမနေ့ပြန်မိုးရွာနေလျင်သူဂရီပါဝတ်စုံနဲ့ အုတ်ထုတ်သည့်ပစ္စည်းရကြီးဟုတွေးပူနေသည်ယခုနေရောင်ကိုမြင်ရပြီသူအားတက်လာသည်အပြင်သို့ထွက်ချင်သည်မှာရားနေပြီတို့ရရင် ထွက်မရသည်ဒေါ်လေးပစ်တီကြီးတော်နဲ့ဦးလေးပီတာတို့မစ္စဆွန်နဲ့အိမ်တို့မသွားမချင်းမနေအောင်နေရသည်သူတို့ထွက်၍အိမ်တွင်သူတယောက်တည်းကြံခဲ့တော့မှအိယာမှာခုံထကဝိစုံများကိုဘီရိုကျိမ်းမှာဖြုတ်သည်အိလိုက်ရသဖြင့်လန်းဆန်းနေသည်အားပြေနေသည် သူ့ကိုယ်သူအားတင်းသည်ယောက်ျားတစ်ယောက်နှင့်ညံရီပြန်ရတော်မူလာပေါင်းများစွာ စိတ်ပြက်စရာများနှင့်ရင်ဆိုင်ခဲ့ရပြီးနောက်ယခုသက်သက်မတ်မတ်ရှင်ပြိုင်ဘက်တစ်ယောက်နှင့်ပြန်ရတော်မူမြည်သူအာကိုးများမပါဘဲစီချင်းတိုက်ရတော်မူဤသို့တွေးမိသဖြင့်စကားလက်စိတ်ပေါ်ပါနေသည် အဖော်မပါဘဲတယောက်တည်းဥစ္စာလဲရသည်ကမလွဲတို့ရရင် စကားလက်သူ့ဘာသာသူဝတ်သည် ငှက်တောင်တအုပ်ထုပ်ကိုစောင်းသည်ဒိုလင်ပီတီအခန်းထဲသို့ဝင်ကာကိုလုံးပေါ်မှန်းကြီးရှိတွင်ရက်၍သူကိုယ်သူတသည်ညီများလှသည်နီအုပ်ထုပ်ကိုတတ်ထားသည်ငှက်တောင်များကြောင့်မြူးကြွရဲရင်သည်ဟန်ပေါက်နေသည်အစိမ်းရင်ရောင်ဂရီပါအုပ်ထုပ်ကြောင့်သူ့မျက်လုံးစိမ့်စိမ့်များသည်ညာစိမ်းရောင်လိုရှွန်းရှွန်းဆာဆာတောက်နေသည်ဝှစုံကပြောစရာမရှိ အသွေးကြွသည် ကြည်၍ကောင်းသည်အိမ်ကြီးရသည် အဝတ်အစားကောင်းကောင်းကိုဝေးရသဖြင့်စကားလက်ပြောသည် သူ့အသွင်ကလှလဲလှသည်ကြွလဲကြွသည်ရှေးသူကုန်းကမှန်တဲ့ကကိုယုတ်တွင်ကို ပြန်၍နမ်းသည် သူစိတ်ယူထပုံကိုကြည်ကရဲမိသေးသည်မိမိဤပါစလီရှော်ဆောင်ကိုကောက်ကြည့်သည်ဒိုးရရင်ရှော်ဆောင်ကအယောင်မိန်နေပြီရှော်ဆောင်နှင့်ဆိုလျင် ခနှုံးလို့ဖြစ်သွားသည်ဒေါ်လေးပတီဤဗီဒီယိုကိုဆွဲဖွင့်သည်တွင် အနေအောင်ဝိယုံတထဲကိုတွေ့သည် ဝိယုံကခပ်ပါပါခက်ရှိရှိတနင်္ဂနွေနေ့များတွင်ဒေါ်လေးပစ်တီထုတ်ဝတ်တတ်သည်ထိုဝိယုံကိုသဘောကျသဖြင့်အပေါ်ကခြုံသည် ဟောင်းလောင်းဖြစ်နေသောနှပေါက်တွင်မြိုင်းတရားမှယူလာသည့်စိတ်နှစွဲကိုပန်သည်ခေါင်းကိုရမ်း၍စိတ်နှပန်းအလှကိုကြည်သည်ခေါင်းရမ်းလိုက်လျင်နဒန်သီးကလေးများကအတန်မြည်သည်အတန်ကနားထောင်ကောင်းသည် ဟုတ်ပြီရပ်ဘတလာနှင့်တွေ့လျင်လေတိုင်းကိုမော့၍ ခေါင်းကိုမကြခဏရမ်းရမည်မေးရမဖြစ်နသန်သီးကလေးတွေခုံနေသည်ကိုယောက်ျားများသဘောကျတတ်သည်မိန်းကလေးတယောက်ဤနာတွင်နသန်သီးကလေးတွေလှုပ်ရမ်းနေသည်ကိုမြင်ရလျင် ကြည်ရသည်ကိုက ကြည်လင်စရာ ရွှင်မြူးစရာဒေါ်လေးပစ်တီတွင် လက်အိအပူမရှိသည်ကခတ်သည်အိမ်ကြီးတိတ်ခါရှိသည်မိန်းကလေးဆိုသည်မှာလက်အိကလေးတွေဆော့ထားမှာသို့မဟုတ်လျင်လက်ဟာလာဟင်းလင်းဖြင့်အလွန်ကြောင်သည် ို့ရရင်စကားလက်နိုင်လက်အိတ်တစုံများမရှိတော့မြိုင်သားရတွင် လာပေါင်းများစွာ အလုံကျန်းလုတ်ခဲ့ရသည်ဖြင့် သူ့လက်များကကြမ်းထော်နေပြီမတက်နိုင်ဟာလာဟင်းလင်းဖြစ်နေသည့်လက်ကိုဖုံးရန်ဒေါ်လေးပတီဤလင်းပါ၏အနှွေးကွင်းစုပ်ကို ယူဆော့သည်ဤလောက်ဆိုလျင်လုံလောက်ပြီမြူသူမြတ်သူ့ကိုအထင်သေးကြတော့မည်မဟုတ်တော့သူ့ပခုံးပေါ်တွင်စင်ရဲ့ချင်းနွမ်းပါခြင်းတို့ကိုထမ်းထားရသည်ဟု မြည်သူမှထင်ကြတော့မည်မဟုတ်ရပ်ဘဒလာတန်တရားမဖြစ်ဖို့ကအရေးအကြီးဆုံးရပ်ဘဒလာအမြင်တွင် စကားလက်သည်ချစ်စရာကောင်းနေရမည်တခြားမြည်သည့်အမြင်မျိုးမှမပေါ်စေရစကားလက်ခြေပြားထောက်၍လှေကားမှဆင်းလာပြီးအိမ်ပြင်သို့ထွက်ခဲ့သည်မိဖို့ဆောင်ထဲတွင်ထမင်းချက်ကပ်ပလီမာကြီးကတချင်းလေးတအေးအေးဖြင့်အိမ်ကြီးချင်းတွင်မမြင်အောင်ဘေးကလမ်းအတိုင်းခတ်တုတ်တုတ်လျှောက်သည် ီးလောင်ထားသည့်အိမ်တိမ်ရှိယထာမတ်တိုင်တွင်ယထာဆောင်သည် နေကတိတ်ညိုများကြတွင်ပေါ်လိုက်ပြောက်လိုက်လမ်းမပေါ်တွင် လင်းလိုက်မောင်းလိုက်လမ်းမပေါ်တွင်လင်းတဝက်မောင်းတဝက်ဖြစ်နေသည် နေအောင်ကိုမြင်ရသည့်တိုင်အနှွေးတတ်မရှိ လေတိုက်သည်ဖြင့်ဝှစုံဇာနာများကတဖြတ်ဖြတ်လွင့်နေသည် သူထင်သည်ထက်အေးနေသည်ဖြင့်ဒေါ်လေးပီတီဝီယုံကို ခတ်တင်တင်ပတ်လိုက်သည်ခခိုက်တုံနေပြီ မျိုးလေကယန်ကြီးစစ်ထောင်သို့ခြေချင်းလျှောက်ရတော်မူအပြုတွင်လှဲအိုတစီမောင်းလာသည်ကိုမြင်ရသည်။အုတ်ထုပ်ဆုပ်ဆုပ်တလုံးကိုစောင်းထားသည်အသားညိုညိုမိမကြီးတယောက်မောင်းလာသည်။မျိုးလေသို့သွားနေခြင်းဖြစ်သည်။စကားလက်ကိုမတင်ချင်းတင်ခြင်းဖြင့်တင်လာခဲ့သည်။ဝီယုံလှလာအုတ်ထုပ်လှလာဖြင့်အနှွေးကွင်းစိုးဝတ်ထားသည့်တိုင်သူ့ကိုအထင်ကြီးပုံပေါ်။ငါ့ကိုမကောင်းတဲ့မိမလို့ထင်မုံရတယ်။အီလီထင်မယ်ဆိုရင်လည်း ထင်ကျင်စရာကို စကားလက်တွေးလာသည်မျိုးလေပန်းချန်နာရောက်သည့်အခါတွင်မျိုးတော်ခမ်းမမစုလစ်မုံချုံတို့ကိုမြင်ရသည် စကားလက်ကကျေးဇူးတင်စကားပြောပြီးလှဲမှဆင်းသည်တောသူမကြီးမောင်းသည့်လဲအိုကိုငေးကြီးကြံရိတ်ခဲ့သည် သူ့ဘေးပတ်လေကိုလှမ်းကြည့်ပြီး လူမရှိသည့်အခါတွင်အေးဆက်နေသည့်သူ့ပါကိုနနာပုတ်သည် ပါရင်သွေးအောင်ရှမ်းစီရန်နနာပုတ်သည်နှကန်းကိုလည်းနီရဲလာအောင်ခတင်းတင်းကြိုက်သည် မြို့တော်ခမ်းမကမိလောင်ရာတွင်မပါတို့ရာတွင် ကြည်ရသည်ကတန်ရှင်းခြင်းမရှိညစ်ပတ်နေသည်မြို့တော်ခမ်းမပပတ်လေနှင့်ပန်းချံထဲတွင်စစ်တဲ့ရွက်ပြင်ထဲတွင် အတန်းလိုက်ရှိနေသည်ညစ်ပတ်လျက်ဘောပေါက်လျက်ရန်ကြီးစစ်သားများသွာလာနေကြသည် စကားလက်သူတို့ကို ခလန်လန်ဖြင့်လှမ်းကြည့်သည်တတိတွင်လွင့်စင်ကုန်ပြီဤစခန်းထဲသို့ရပ်ဘဒလာကိုမြည်သို့ရှာရမည်မသိ မိသားတက်ဖွဲ့ယုံကိုလှမ်းကြည့်သည်တကားခုံခုံကြီးနှစ်ချက်ကပိတ်ထားပြီးတေသားကန့်လန့်ပိတ်ထားသည်အခန်းတွင် စန္ဒရီနှစ်ယောက်ခေါက်ထုတ်ခေါက်ပြန်လမ်းလျှောက်နေသည်ရဘတ်ဒလာတယောက်ဤအထက်တွင်ရှိရမည်တို့ရရင်ရန်ကြီးစစ်သားများကိုမိတို့ပြောရမည်နီစကားလည်းရင်ကိုကော့သည်ရန်ကြီးတယောက်ကိုပင်တက်ခဲ့ပူပြီးမဟုတ်လောအဘေးကြောင့်စကားမပြောရမည်နီရှုံးမော့ကိုဖျက်ခင်းသည်ကြောက်တုံးကလေးများအတိုင်းနင်းလျှောက်လာခဲ့သည် လေပင်ထီအောင်ကျေသည့်တက်ထားသည့်စန္ဒရီတယောက်ကသူ့ကိုစီးတားသည်။ဘာကိစ္စလဲခမညာ။သူ့အတန်ကအနှဲငယ်ဝဲသည်။အနောက်အလယ်ပိုင်းပြည်နယ်သားအတန်။သူ့ရတွင်ရင်ရင်ကျေးကျေးမွန်မွန်ရည်ရည်။ကျမလူတယောက်နဲ့တွေ့ကျင်လို့ပါ။အကျဉ်းသားရဲရပါ။ဒါတော့ကျွန်တော်လည်းမသိဘူးဗျ။စန္ဒရီကခေါင်းကုပ်သည်။ထောင်ဝင်စာလာတွေ့တဲ့လူတွေကိုကန့်တတ်ထားတယ်။စန္ဒရီက စကားလက်မျက်နာကိုလှမ်းကြည့်သည်။အိုးအိုးအိုးမငူပါနဲ့။ဟောဟိုမှာကင်းယုံရှိတယ်။ကင်းယုံကအရာရှိကိုတွားမိပါ။တွေ့ခွင့်ရမှာပါ။စကားလက်သူ့ကိုပြုံးပြသည်။စန္ဒရီကအခြားစန္ဒရီတယောက်ကိုလှမ်းခေါ်သည်။နောက်စန္ဒရီကခဝဝဝတ်စုံအင်ကြီးပြားကိုဝတ်ထားသည်။နှကန်းဝေးကျင်စွဲဖြင့်ဂိုက်ကလူမိုက်ကိုက်။ရှုံးမထဲကနေဖြက်က သူ့စီသူလျှောက်လာသည်။ဟောရီယာအမျိုးသမီးကို င်းယုံခေါ်သွားစမ်းပါစကားလက်ကကျေးဇူးတင်စကားပြောပြီးနောက်ဇန်နရီနောက်ဆိုလိုက်သွားသည်ခြေချော်ပြီးရှုံးပေါ်တယ်ကြသွားမယ်နော်တတိထားပြီးရှောက်ဇန်နရီကသူ့လက်မောင်းတစ်ဖက်ကိုလှမ်းဆွဲသည်ဝူယုံလည်းနင်းနေမှထားလေရှုံးစင်ကုန်မယ်သူ့အတန်ကလည်းစောစောကဇန်နရီအတန်လိုနှာခေါင်းသံပါသည်တို့ရရင်ချိုးသားသည်ကျင်နာသည် သူ့လက်ကမြဲသည် မတော်ရရောစိတ်ကူးရှိဟန်မတူရန်ကြီးတွေက သူထင်သလောက်တော့မစူးအမျိုးသမီးတွေတိတ်လန်းထွက်တာမကောင်းဘူးယာတီဥရုကအေးတယ်တော်တော်ဝိုးဝေးကလာရတာလားဟုတ်ကဲ့မျိုးစုံကဆိုပါတော့စကားလက်အတန်းကလည်းရင်ရင်ကြည်ကြည်ဒီလိုယာတီဥရုမှာဘာလို့အပြင်ထွက်ရတာလဲစန္ဒီကအပြစ်တင်တဲ့အပြင်ဆိုသည်လေရတော်တော်အေးတယ်တုတ်ခွေးဖြစ်လိမ့်မယ် ကဲကင်းယုံရောက်ပြီဘာဖြစ်လို့လဲဒါဒါရှင်တို့ကင်းယုံလားစကားလက်မျက်နှာမဲ့သွားသည်ပန်းချံကိုမျက်နှာမူထားသည် ခလာလာအဆောက်အဦကိုစကားလက်မောကြည့်သည်ပြည်ရင်းစက်ကာလာတုံးကဤနေရာတွင်ကျင်းပခဲ့သည့်ပွဲလမ်းသဘင်များကိုမကြာခဏရောက်ခဲ့ဘူးသည် နေရာကလှလှပပပြောစရာယခုပြည်တော်စုအလံကြီးကိုလွှင့်နေသည်ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူးဒီရင်ပိုင်ရှင်တွေကကျမအတိတွေမို့လို့ပါဩစိတ်မကောင်းစရာပဲပို့သူတို့အိမ်ကိုသူတို့မှတ်မိမှမှတ်မိပါမလားမသိဘူးအထဲမှာလည်းအကုန်ပျက်စီးကုန်ပြီကဲအထဲမှာဘူကြီးရှိတယ်ဘူကြီးကိုမေးပါစကားလက်အထဲသို့ဝင်လာခဲ့သည်ကျိုးပဲ့နေသည့်လှေကားလျံကိုမရေရေကင်ကအပေါ်တက်သို့တက်လာခဲ့ပြီးတကားကိုတွန်းဖွှင့်လိုက်သည် အခန်းထဲတွင်မှောင်နေသည်မြေတိုင်ကြီးတစ်ခုလိုအေးစိတ်နေသည်ခိုက်ခိုက်တုံနေသည့်စံနေရီတယောက်ကပိတ်ထားသည့်တကားတစ်ခုနားတွင်ရက်နေသည်တကားကထမင်းစားကန်တခန်းဖြစ်ပုံရသည်ဘူကြီးနဲ့တွေ့ကျင်လိုပါစံနေရီကတကားဖွင့်ပေးသည် စကားလက်အသေးသို့ဝင်ခဲ့သည်ရင်ကားတဒိဒိန်ခုန်နေသည်မျက်နာကနှီးရဲနေသည်အခန်းထဲတွင်ပိတ်လောင်ကမိုနန်စိလိမ့်နှံ မိခိုးနံတရေနဲ့ချွေးနံစသည်တို့ထွက်နေသည်နေရန်ကဆက်ကူတွေကစုပ်ပြဲကွာကြနေသည်တန်ခုများပေါ်တွင်ချိတ်ထားသည်အပြာရောင်ဝှစုံရှိကြီးများနှင့်အုတ်ထုံများတဟုန်ဟုန်တောက်နေသည်မီးလင်းဖို့ကြီးဇပွဲရှိရှိတလုံးအပြာရောင်စုပ်ဝှစုံတွင်ကြေးဝါကျဲသည်တွေတက်ထားသည်စစ်ဘူတတိုင်အီယာများသည်သူ့အမြင်အာရုံထဲတွင် ရောထွေးလျက်ရှိသည်စကားလက်ဒရေးကိုမြူချပြီးမှအတန်ထွက်လာသည် သူကြောက်နေသည်ကိုသူတို့သိလို့မဖြစ်ရေရဲကြည့်ရမည်အလားဆုံးဖြစ်အောင်နေရမည်ခတ်တီတီဟန်ပေါက်ရမည်ဘိုးကြီးရှိပါသလားရှင်ကျုပ်လည်းဘိုးကြီးပဲကျေသည်ဖြုတ်ထားသည်ဝဝဘိုးကြီးတယောက်ကပြောသည် ကျမအကျဉ်းသားတယောက်နဲ့တွေ့ကျင်လို့ပါအကျဉ်းသားကဘိုးကြီးရက်ဘတလာပါဟာလာပြန်ပြီဘတလာတဲ့တော်တော်ပေါ်ပြူလာဖြစ်တဲ့လူပါလား ဘူကြီးဝဝကဗဇက်တွင်ဝါထားသည့်ဆေးရွက်ကြီးကိုကော်ထုတ်ရင်းရဲ့သည်ဆွေမျိုးတော်သလားဟုတ်ဟုတ်ကဲ့ तू तू ညမပါဘူကြီးဝဝကရဲပြန်သည်ညမတွေကလည်းများလာကြည်လားမင်းညနေကတည်းတယောက်လာပြီးပြီစကားလမ်းမျက်နှာနီရဲသွားသည်ရပ်ပဒလာအပြော်ထားသည့်ကောင်းမတွေကတယောက်ယောက်ဖြစ်ရမည် ဘဲဝတ်တလင်းများဖြစ်မည်လို့မသိသူ့ကိုလည်းထိုအစားတဲကထင်ပုံရသည် စကားလည်းမခံနိုင်မြိုင်းသားရကိစ္စသာမပါလျင်ဤနေရာတွင်နောက်ထပ်တမနစ်မျှပင်မနေခြင်းအစော်ကားမခံနိုင် စကားလည်းပြန်လဲကတကားလကင်ဘူးကိုကိုင်းသည်သူ့ရာတွင်သူ့ဘေးသူအခြားစစ်ဘုတ်တူချက်ချင်းရောက်လာသည်မိုးဆွေမွေးစင်ကြလျက်ခန့်ငယ်ငယ်ရှင်ပြုံးကျင်လာသည့်မျက်လုံးများဖြင့် ခဏလေးစောင့်နော်မိဖို့ဘေးမှာသွားထိုင်ပါလားအဲ့ဒီကနည်းနည်းနှွေးတယ်ကျွန်တော်သွားစုံစမ်းလိုက်အောင်မယ်နမဲကဘယ်လိုခေါ်သလဲဒီလူဟာစကန်းခက်ကြီးကြီးရဲ့မနေ့ကလာတွေ့တဲ့အမျိုးသမီးကိုတော့အတွေ့မခံဘူးစကားလက်ကလထိုင်တလုံးပေါ်တွင်ထိုင်ချလိုက်သည်သူ့ကိုနောက်သည်ဘူကြီးဝဝသူလှမ်းကြည့်ပြီးသူ့နမဲကိုပြောသည်ခက်ငယ်ငယ်စစ်ဘူကသူ့ဝတ်ယုံအင်ကြီးကိုဝတ်ပြီးအပြင်လို့ထွက်သွားသည် ကြံရရှိများကသပွဲစုံတစ်ဖက်သို့ရွှေ့သွားကခတ်တူတူစကားပြောကသတင်းစာတွေကိုလှန်နေကြသည်စကားလက်ကမြို့ဘက်သို့ခြေဆန့်၍မိခင်သည်လွှာဖနက်အောက်တွင်ဂရုပြားတစ်ခုညှပ်၍ထပ်ခဲ့လျင် အကောင်သားဟုတွေးမိသည်အပြင်ဘက်မှတီတို့ပြောတဲ့နေကြားရပြီးနောက်ရပ်ပဒလာရေတံကိုကြားရသည် တကားပွင့်လာက လေကစို့ရီဝင်လာသည် နောက် ရပ်ပဒလာ အုတ်ထုံမပါဝိယုံအင်ကြီးတထဲကို ပခုံးပေါ်တွင်ယောရီယော်ရဲ့ပြစ်တင်ထားသည်မုတ်စိမ်မွေကြိုကျဲလဲစည်းမရှိ သို့တိုင်အောင်ခယူးမဆိုင်ဟန်စောင့်ကြွားကြွားစကားလက်ကိုမြင်သည်၌သူ့မျက်လုံးနက်နက်များကတဖြက်ဖြက်တောက်လာကြသည်ဟမ်စကားလက်စကားလက်လက်နှစ်ဖက်ကို အုပ်ကိုင်သည်သူ့အတွေ့ကခါတိုင်းလိုခွန်အားကောင်းမြဲပူနွေးမြဲရင်တုံစရာကောင်းမြဲ ရုတ်တရက်ငုံကစကားလက်ပါကိုတစ်ချက်နမ်းလိုက်သည် သူ့နှခမ်းမွေးများကပါပေါ်တွင်ရကြည့်ကြည့်စကားလက်လန့်၍နောက်သို့မဆုံမီပခုံးကိုဆွဲ၍ဖတ်ထားသည်ညီမလေးကျုံညီမလေးဟုခေါ်က စကားလက်ကို ပြုံး၍ကြည်နေသည် သူဖတ်ထားသည်ကို မတွန်းလန်နိုင်ပဲကြည်နေသည် စကားလက်ဤပြောညံပုံကိုအရသာတွေ့နေသည် သူအခွင့်အရေးယူသည်ကိုကြည်၍သဘောကျကား စကားလက်ရည်သည်တကယ်လူဆိုးလူကြမ်းထောင်ထဲရောက်သည့်တိုင်ဘာမှပြောင်းလဲခြင်းမရှိဘိုးကြီးဝဝကဆက်လိုက်ခဲရင်လူငယ်စစ်ဘူကိုပြောနေသည်ဒီလူကတော့မလွယ်ဘူးနော်အမှန်ကမိသက်ယုံထဲမှာပဲထားဖို့ကောင်းတာခမရလည်းအထက်ကအမိန်ကိုသိရသားနဲ့ဟာဘိုးကြီးကလည်းမိသက်ယုံနေဆိုရင်အမျိုးသမီးအေးတာနဲ့တေတော့မယ်သဘောပဲလေတခုခုဖြစ်ရင်တော့ခမရတောင်းဝင်မယ် ိတ်ချပါရဲပေါ်ရာရပ်ပါတလာကသူ့ဘက်သို့လှည့်၍ပြောသည်စကားလိုက်ပခုံးကိုတော့ကင်ထားမည်ထွက်မပြေးပါဘူးကြုံကြီးမမှလည်းတစည်းတို့လှှတို့ပါမလာပါဘူးသူတို့ကဝိုင်းရကြသည်စကားလက်ကသူ့ပတ်လဲကိုလှမ်းကြည့်သည်ဖះဖះဤရန်ကြီးစစ်ဘို6ရောက်ရှိတွင်ရပ်ပါတလာနှင့်စကားပြောရမည်လောရပ်ပါတလာသည်မျက်စိအောင်မှအပြောင်မခံရဲအောင် ကြောက်เสียကောင်းသည့်အကျဉ်းသားလောစကားလက်အခြေအနေကိုမြင်သည့်အခါ၌ခန့်ငယ်ငယ်စစ်ဖို့ကတကားကိုဖွင့်သည်တပ်သားနှစ်ယောက်ကို တီတိုးပြောသည်စစ်သားနှစ်ယောက်ကဝုန်းငနဲထာကအပေါက်သို့သွားဆောင်သည်ကြံစစ်ဖို့များကတနတ်များကိုကောက်ကင်က အပြင်သို့ထွက်သွားပြီးတကားကိုပိတ်လိုက်သည်ထိုင်ရင်အဆောင်စစ်သားရဲ့အခန်းထဲမှာထိုင်ပါစစ်ဘုံငယ်ငယ်ကပြောသည် အထဲကတော့မင်းနှုံထိုးမထားနဲ့နော်အပြင်မှာစစ်သားတွေစောင့်နေတယ်မြင်နေမလားကျုပ်ဘလောက်စိုးတယ်လူမှတ်လေရဘတလာကပြောသည်ကျေးဇူးတင်တဲ့ဘိုးကြီးရဘတလာကစစ်ဘိုလ်ကိုမလေးမခန့်ဥညွန့်ပြကစကားလိုက်လမ်းမောင်းကိုကင်ပြီးညစ်ပတ်နေသည့်အဆောင်အခန်းထဲသို့တွန်းပို့လိုက်သည်စကားလက်ထိုးအခန်းထဲသို့ကောင်းကောင်းမမှန်ပြီအခန်းကခက်ကျင်းကျင်းခတ်မောင်းမောင်း အနှွေးတမ်းမရှိပဲကြနေသည့်နယံတွေစက်ကူခေါင်းတွေကတ်ထားသည် အမွေးပင်မချို့ရသည်သောနွားရည်တွေခင်းထားသည်ကလထိုင်သုံးလေးလုံးဤသည်တို့ကိုသာအမတ်ရသည်ဟုတ်ကဲ့ပြီပါပြီကျေးဇူးများကြီးတင်ပါတယ်